ငိုရတဲ့အချိန်တိုင်းအချိန်တိုင်းမှာဒီဒေသနာလေးကို အမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းနေလို့ဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုဩငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသဘုဒ္ဓရာလေးစင်းပါရှိတယ်ရေးထက်တော့များတယ်လို့ပြောတာဒီတစ်ဆက်နဲ့တော့တိုးပြီးတော့များတော့ပါဟုတ်လားငိုမနေပါနဲ့လို့ကိုကိုကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လား ဒီမှာပြန်ဆိုပါဗျာအဲ့ဒါလိုလေသမုဒိယလေးတင်းမှာရှိတဲ့ကြီးကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုဝဲရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိန်းကရဏအမတ်တုံပမိစတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနေကိန်းကရဏဘယ်အကြောင်းကြောင့်အမတ်တုံသင်သည် ပမိစတိမေလျော၍နေပြီတည်းနီးတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာ အဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်။ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုနေတာ။ငိုတော့ကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဘယ်လောက်ငိုစရာကောင်းမှာမဟုတ်ဘူး။